မင်္ဂလာပါဒီဗီဒီယိုလေးကတော့အန်တူမေကွန်ဟောင်းခေါ်ရီအပိုင်းရဲ့အဲနံပါတ်6.8930ပေါ့နော်2024ခုနှစ်လပိုင်းမေကွန်ဟောင်းဖြစ်ပါတယ် အဲ့တော့နံပါတ်1မိကုန်းနဲ့မှာဆိုလို့ရှိရင်ခွန်နိုခိုင်ရှာဟိုရှိဖို့ရှိတာလီယူကိုဟိုရှိရတဲ့ကိုတာဆိုင်ဒီကုမ္ပဏီကိုရှိဖို့လုပ်ခဲ့တဲ့လီယူเจ้าပြချက်ကိုပြောပြပေးပါအဲ့လိုမျိုးပြောရဲစကားလုံးကိုရွေးပေးရမှာပေါ့နော်နံပါတ်1ကခီဖို့နံပါတ်2ကရှိဖို့နံပါတ်3ကလည်းရှိဖို့နံပါတ်4ကကျတော့ခံဖို့ဆိုပြီးတော့လေးလုံးနဲ့တစ်ခုကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့စကားလုံးတစ်လုံးချင်းစီရဲ့ ခွဲပြားခြားနားပုံလေးနဲ့နောက်ပြီးတော့သူ့ရဲ့သုံးဖြူပုံသုံးဖြူလေးလေးကိုလေ့လာကြည့်မယ်ဆိုရင်နံပါတ်1ကီးဘုတ်ဆိုတာကကြာတော့သူကဘာကိုပြောချင်တာလဲဆိုတော့ဆန္ဒရှိတာပေါ့နော်ဥမာ short line ကြီး dash တဲ့နေကိုင်းကိုယ့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုဘလိုမျိုးဖြစ်ချင်နေဆိုတဲ့ဆန္ဒကြီးပြူတာရဲ့နောက်က key tie ပေါ့နော်မျောလင့်တာရဲ့အဲ့လိုပုံစံမျိုးပြောမယ်ဆိုရင်ကိုနပ်တဲ့ဟိုရှိကိုနာလေးတိုင်းနာအဲ့လိုပုံစံမျိုးပေါ့နော်ဒီလိုမျိုးဖြစ်ချင်လိုက်တာဆိုတဲ့လိုဆိုးမှုဆန္ဒပြူနေတဲ့အရာမျိုးတွေမှန်သမျှကဒီ keyboard ကိုရေးပြရမှာမျိုးပေါ့နော် တော့အများသောအားဖြင့်အဲလေးပုံးအနေနဲ့သူ့ကိုလေ့လာကြည့်မယ်ဆိုရင်ဝါတာရှိဝဝါတာရှိနော့ခီဘိုဝါခိုင်ခိုင်တဲ့ဟာတာကူကူတိုဒက်စ်ငါရဲ့စန္ဒငါဖြစ်ချင်တဲ့စန္ဒတော့နိုင်ငံခြားမှာငါလည်းလုပ်ချင်တယ်အဲပြီးတော့ခီဘိုနော့ဒိုင်ကာကူနီကောကာကူတီကီမတ်စတာကိုမျော်လင်းစန္ဒပြုနေတယ်တက်ကတော်ကြောင့်မှအောင်ခွင့်လက်မှတ်ရခဲ့အောင်မြင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် နောက်တစ်ခုကကြတော့ Goki Bono Hinichi ကိုအားပါစေတဲ့ Menden O Sette Itashimasu အဲ့တော့မျော်လင့်ဆန္ဒရှိတဲ့နေရက်ကိုအားပါစေတဲ့ဆိုတာတိုက်ပြီးတော့ပေါ့နော် Menden ဆိုတာကြတော့စကားတွေ့ဆုံပြောဆွေးနွေးခြင်းပေါ့နော်အဲ့ဒီအရာကိုခြာမှတ်မယ်အဲ့လိုပုံစံမျိုးတွေဆန္ဒပြုတာတို့တစ်ခုခုမှဆိုရင်သုံးတယ် ဲ့တော့အမြဲတစေသုံးလေးသုံးတာရှိရဲစကလုံးလာပါရည်လဲဆိုတော့ keyboard စုတို့နောက်က keyboard ရှာနောက်က keyboard ကြောခင်းနောက်က keyboard နော်ဟီကာလီဆိုပြီးတော့စကလုံးလေးတွေနဲ့တွေ့သုံးတာညားရတယ်ပေါ့နော် နောက်တစ်ခုကကြတော့ရှီဘိုးပေါ့နော်ရှီဘိုးဆိုတာကကြတော့သူကဒီခီဘိုးထက်ကိုပို့ပြီးတော့ပြင်ပြတဲ့စိတ်ဆန္ဒပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်ခုခုလိုစားဆူဆိုတဲ့ဒေဗယ်မျိုးတစ်ခုကိုရီမန်းထားတဲ့ဟာမျိုးမှာလုံဆိုးမှုကိုသောဆိုတဲ့ဒေဗယ်မျောလင်းတောင်းတာမျိုးပေါ့နော်ညာတော့အပြေသူကရှီဘိုးသူ့အလုံးမှာတုံးတဲ့ကခုမွန်ဒီစာပေခန္ဓာနေနဲ့ပတ်သက်တဲ့နေရာတွေမှာအသုံးပြုလာပြန်ဥမာနယူကခုရှိခင်ဥမာဝင်ဝင်စာပေပေါ် ်ဖြည့်ဆိုတဲ့ဟာနဲ့ပတ်သက်တာတော့နောက်ပြီးတစ်ခါကျတော့ရှူးရှော့ဖို့ခတ်စို့လို့ပေါ့နော်ကိုယ်အလုံးကိုင်းနေမှာဘယ်လိုမျိုးကိုယ့်ရဲ့ဆန္ဒဒီအလုံးနဲ့ပတ်သက်ပြီးဘယ်လိုဆန္ဒရှိရဲဆိုတာပေါ်ပြနေနေရမှာအတော်လေးပါဘောနောဝါကြောင့်လည်းတွေ့ပြီးလေးလာမယ်ဆိုလို့ရှိရင်ဒိုင်းအခြေရှိဘူကတိုကျိုတက်ကူဒက်စ်တိုကျိုအကြောင်းမှာကိုတက်ချင်တယ်အဲတိုကျိုတက်ကူတော့မှာတက်ချင်တယ်ဆိုတော့ကိုရဲ့အပြင်းပြဆုံးဆန္ဒ တခုပဲဆိုတဲ့ပုံစံမျိုးမှာတောင်းတယ်နောက်တစ်ခုကကြတော့ရှီဘူဒိုခီဘူရှီတက်ကတော့ဆိုင်လုပ်ငန်းခွင်တွေ CV ဖောင်ရေးတဲ့ဟာတွေမှာညာတော့အဖြစ်ပါတယ်နေရာကပါလဲဆိုတော့ရှီဘူဒိုခီကိုဘလိုဆန္ဒရှိတယ်ကိုဘလိုဒီလုပ်ငန်းမှာလုပ်ပြချင်တယ်အဲ့လိုပုံစံမျိုးကိုရဆန္ဒတွေပေါ်ပြရတဲ့ဟာကိုရှီဘူဒိုခီလို့ခေါ်တယ်ပေါ့နော်အဲ့လိုနေရာမှာတောင်းတယ်နောက်တစ်ခုကကြတော့ရှိဘူကိုပေါ့နော်ရှိဘူကိုနိကောကကိုဆိုလို့ထားမယ်နိမိုင်းနိချိဘင်ကျော်ရှိတယ်ဒီမတ် ကိုလုံးဝအောင်ဆန္ဒပြပြနေတဲ့အကြောင်းကိုအောင်မြင်ဖို့အတွက်နေ့တိုင်းစာလုံးနေတယ်။အဲ့လိုပုံစံမျိုးဒီပါလာပြီဆိုလို့ရှိရင်ဒီရှိဖို့အသုံးပြုမယ်ပေါ့နော်အဲတော့မြေမ်းမြေတစီသုံးလေးရှိရစကလုံးလေးအများတော့အဖြစ်သုံးလေးရှိတာကရှိဖို့ခိုးဒါကိုဆန္ဒပြုရဲ့အကြောင်းနောက်တစ်ခုကရှိဖို့ဒုခီကိုဒီလုပ်ငန်းခွင်မှာဘယ်လိုမျိုးဆန္ဒရှိရဆိုတဲ့အကြောင်းချက်တွေကိုဖော်ပြခြင်းနောက်တစ်ခုကရှိဖို့ရှာအဲတော့မျှော်လင့်ဆန္ဒပြုသူနောက်တစ်ခုကကြတော့ဒိုင်းအချီရှိဖို့လိုဒိုင်းနီရှိဖို့လိုအဲ့လိုပုံစံမျိုးတွေနဲ့သုံးတာများတယ်ပေါ့နော် ်နောက်တစ်ခုကကြတော့ဒီရှိဖို့ပဲပေါ့နော်ဒီရှိဖို့ပဲဒါပေမဲ့ तू ကကြတော့မတုံးဒီသိပ်ပြီးတော့လုံးဝမတုံးဘူးဘိုးရှင်တော့တုံးတဲ့စကားလုံးပေါ့နော်သူ့ရဲ့အထိတ်ပဲပြောမယ်ဆိုလို့ရှိရင်တော့ तू ကခီတိုင်းဆိုလို့မျောလင်းနေဆိုတဲ့ပုံစံမျိုးဌာနမီနီဆိုလို့ပေါ့နော်အဲဌာနမှုဆိုတောင်းဆိုဆန္ဒပြုတာမျိုးလို့အဲ့လိုပုံစံမျိုးအထိတ်ပဲရရဲဆိုပေမဲ့လုံးဝမတုံးတဲ့အတွက်ကြောင့်မလို့ဆက်ဆက်ရမလို့ပေါ့နော် အဲ့တော့ဝါကြလေးနဲ့တွေ့ပြီးတော့ပဲမှတ်မယ်ဆိုလို့ရှိရင်ခါလေးအိုးရှိဖို့ရှိတဲ့အိတာကသူအင်းနီဦးလာကီလာလေးတာပေါ့နော်သူ့ကိုကိုက ဟိုအားပို့ခဲ့တယ်ဆိုပေမဲ့သူကကိုယ့်ကိုတစ္ဆာဖောက်သွားတယ်ဆိုပြီးအဲ့လိုပုံစံလေးနဲ့သုံးလဲဆိုရင်လုံးဝမသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြက်စရာမလို့ပေါ့နော်အဲ့တော့နောက်တစ်ခုကလည်းပဲဒီခံပိုးဆိုတဲ့စကားလုံးပေါ့နော်ခံပိုးဆိုတာလည်းမသုံးအခုနောက်ပိုင်းလုံးဝမသုံးတာများတဲ့အတွက်ကြောင့်မလို့မှတ်စရာမလို့ပေါ့နော်ဒါပေမဲ့မှတ်ခြင်းလဲဆိုရင်တော့ကိုကိုလိုခါတာသူရောခုလို့ဆိုမှုလို့မှတ်ထားရတယ်စိတ်ထဲကနေပြင်းပြပြပြတောင်းဆိုတယ်အဲလူချင်းစန္ဒပြုရဲဆိုရဲပုံစံမျိုးတော့မှတ်လို့ရတယ်ပေါ့နော်ဥပမာအားဖြင့်ဂါခူမွန်ဂျော်ဂျူ ခံပိုးရှိတဲ့ရှာမိမစင်ရှာမနိုင်ပေါ့နော်အဲ့တော့ဒီကျောင်းပညာရေးနဲ့ပတ်သက်ပြီးတော့လုံးဝအောင်မြင်ဖို့အတွက်ကို စနာပြုတ်နေတဲ့ဟာကြီးဘလို့မအောင်ချက်တန်လို့မရဘူးဆိုတဲ့အတိတ်ပဲမျိုးတွေနဲ့သုံးတော့သုံးနေဆိုရင်အခုနောက်ပိုင်းမှာတိတ်မဲ့သုံးလာဖြစ်တဲ့ပြေချောင်းမလို့မမှတ်နေတော့ဘူးနော်အဲ့တော့အရှိကနံပါတ်1ခီးဘူးဆိုတာရယ်နံပါတ်2ရှီဘူးဆိုတာရယ်ဝင်မှတ်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီပုံစံလေးမှာအဖြေမှန်ကိုရွေးမယ်ဆိုရင်ခိုင်းရှာဆိုတဲ့ကုမ္ပဏီပါနေရတဲ့အတွက်ကြောင့်မလို့လုပ်ငန်းခွင်ပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်2ကအဖြေမှန်ဖြစ်ပါတယ် အဲ့တော့နမနိမေကွန်လေးကိုဖတ်ကြည့်ကြပါမယ်ခုနုစကတော့တန်ပင်ချိုစေဇူဝတို့တဲ့မို့အမရှိတော်ကြီးဒီစာရေးစရာရေးတယ်တန်ပင်လိုခေါ်တဲ့ရောစေသူဝတ္ထုတို့လေးတွေကအရင်ကစိတ်ဝင်စားစရာကောင်းတယ်။သကလုံးလေးလုံးပေးထားရပါတော့။အဲ့ဒီလေးလုံးစလုံးရဲ့အတန်အတွက်ကတန်ပင်းဆိုပြီးတော့အတန်ထွက်တယ်ပေါ့နော်။အဲ့တော့တစ်လုံးချင်းစီကိုလေ့လာကြည့်ကြည့်မယ်။အဲ့တော့ပထမဆုံးသကလုံးတန်ပင်း ဆိုတဲ့ဟာကဂျပန်စကားမှာတော်တော်လေးကိုအသုံးပြုတယ်ပေါ့နော်ဂျပန်ဂျပန်စာမှာတော်တော်လေးအသုံးပြုတယ်ဘယ်နေရာဒီမှာအသုံးပြုရလဲဆိုတော့သူရဲ့အတိပယ်ကမီချီကိုင်းမိုနိုကာကာလီဟိုစာပုံမြင်ဆိုလဲအတူလေးတွေပေါ့နော်ရှောဆဲတူဝတ္ထုဆိုလဲအတူလေးတွေအဲကရုပ်ရှင်ဆိုလဲရုပ်ရှင်တို့နောက်ကရှိကြပြတို့ဘာတို့မှာအဲ့လိုမျိုးစကုထင်းပေါ့နော်ဒီဖန်တီတာရဲ့လက်ရာလေးတွေမှာ အတူလေးနေဆိုပြီးတော့အသုံးပြုမယ်ပေါ့နော်။တော့ဝတ္ထုရှည်တို့ဆာဗိုက်ရှည်တို့လိုမျိုးအရှည်ကြီးတွေကိုတောင်းချင်နေဆိုရင်တော့ချောဟင်းဆိုပြီးတော့အသုံးပြုလာပေါ့နော်။အဲ့တော့သူ့ကိုများတော့အဖြစ်တောင်းလေးတောင်းတာရှိတာကြတော့ဘုံကခုဆာဗိုက်ပိုင်းဆိုင်ရာအဲကဒီရုပ်ရှင်ပိုင်းဆိုင်ရာရဲ့အာနီမေအမန်ကအဲ့လိုပုံစံမျိုးတွေမှာအသုံးပြုတာများတယ်ပေါ့နော်။အဲ့တော့ဝကြလင်းနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ 夏目漱石の短編小説を読んだ。あの夏目漱石のこれ、ウトゥアトを書けて。あらそういう、とは苗頭筆で読んだ小説順で読んだ苗で。ぽの、あの、ディナマティまでは新編にね、筆が場にね、筆がナマティそうだが、え、てにびぽの。あ、そうろしい。なおく、わちゃりにね、追いびかめそうろしい。短編映画が映画祭りで上映されました。そうろしい。で、ウトゥ အဲ့ကရုပ်ရှင်ပေါ့နော်ရုပ်ရှင်တူလေးရဆိုလို့ရှိရင်ရုပ်ရှင်ပြပွဲမှာအဲထုတ်လင်းပြသခဲ့တယ်ဖော်ပြခဲ့တယ်ဆိုပြီးပုံစံမျိုးနဲ့တုံထားပေါ့နော်အဲ့တော့သူနည်းများသောအဖြစ်တွဲပြီးတော့တုံးလေးတုံထားရှိတာက ten pin show set two ten pin a က ten pin shoe ten pin shoe ဆိုတာကြတော့စူးစိမှုတူလေးလေးကိုပြောတာနော် ten pin စကုဟင်းဆိုလို့ရှိရင်ဒီထွင်ဖန်ကြီးလာရဲ့လက်ရတူလေးတွေအသေးလေးတွေအဲ့လေးတွေကိုပြောတာဖြစ်ပါတယ်အဲ့ဒါဆို နှစ်ကိုလေ့လာကြည့်ပါမယ်နံပါတ်နှစ်ကကျတော့10 pin ပေါ့နော်10 pin သူကကျတော့သူ့ကိုလွယ်လွယ်ကူကူပဲမှတ်မယ်ဆိုလို့ရှိရင်ဇလံအရှိ drama ဇလံအရှိအပိုင်း CD နဲ့အဲ့လိုမျိုးမဟုတ်ပဲねဇလံအတူတပိုင်းထင်းနဲ့ပြီးတယ်ဆိုရင်ဟာမှာပဲတုံတာများတယ်ပေါ့နော်အဲ့တော့ဟိုဝါချာနေနေပဲတွေ့ပြီးတော့သူ့ကိုလေ့လာကြည့်မယ်ဆိုရင်ကိုနိုစကူဟင်းဝလန်စကူတေဝါနာကူ10 pin တို့ရှိတယ်ဟာပြောစားရတာဒီဒီ ထုတ်လုပ်ဖန်တီးထားတဲ့ဟာပေါ့နော်စီစကားဆိုလို့ရှိရင်ဇလန်ရှိ drama city ပုံစံမျိုးမဟုတ်ဘဲနဲ့တပိုက်ထင်းနဲ့ပြီးမဲ့ဇလန်တို့ဖြစ်တယ်ဆိုပြီးဖော်ပြထားတယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုနေရာမှာပဲတုံးနေဆိုပြီးတော့မှတ်ထားရရင်အဲ့ဒါဆိုရင်အပေါ်ကတန်အပေါ်ကတန်ပင်ကကြတော့သူကဟိုအတူအရှိဟာကိုရည်ညွှန်းတာဖြစ်တယ်ဥမာဝတ္ထုပဲဖြစ်ဖြစ်ကြပြားပဲဖြစ်ပါပဲဖြစ်ဖြစ်အဲအတူပေါ့နော်အဲ့လိုပုံစံမျိုးရည်ညွှန်းတာဖြစ်ပြီးတရားကြတော့ဇကားတို့စကားတို့ဆိုပြီးတော့ပဲတုံးနေဆိုပြီးမှတ်ထားရင်ရှားရဲပေါ့နော် ဲ့တော့သူနဲ့ညာတော့ဖြစ်တော့လာဆိုရင် ten pen sa ko hin lo ten pen anime lo eh ten pen e ka lo ma le ma thong pyu le paw no a so yin a naw ka number 3 ne 4 ne a le na khu sa ka long paung sat tha ya ri ga ma yuen ni ye a dictionary ri bai ma le ma shi wu japan sa le ma hou paw no ma yuen ne sa ka long ni wo paung sat pi lo ma bi wa yaung lo le the tha de ဟာဖြစ်တဲ့အတွက်ကြောင့်မလို့သုံးနေနေနဲ့ဟာချစ်လိုက်ပြီးချက်စရာမလိုဘူးပေါ့နော်အဲ့တော့အဖြေမှန်ကနံပါတ်1ဖြစ်ပါတယ်အဲ့တော့နံပါတ်3ပုံစံလေးကိုဖတ်ကြည့်ကြပါမယ်။ဆကူရာနော်ဟာနာကချီတေအီကုနောနာဂါမေတို့အဲ့တော့ဆကူရာပန်းလေးတွေကအဲ့လိုဖြစ်နေတာကိုသူကငေးကြည့်တယ်။ဆိုပုံစံမျိုးနဲ့ရေးထားပါဘောနော်။အဲ့တော့နံပါတ်1ကကြတော့ရေးထားတာကသူ့ရဲ့မူရင်းဟိုဟာကခေစု ကနေလာတာနံပါတ်2ကကြတော့စရုကနေလာတာနံပါတ်3ကချီတူကနေလာတာနံပါတ်4ကကြတော့ဦးရှင်းနာဦးကနေလာတာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကိုအရင်ကြည့်ကြည့်မယ်နော်နံပါတ်1ကကြတော့အဲသူကအဲဖြတ်တာကဲစုဖြတ်တယ်ဆိုရင်အတိပဲအဲ့တော့ဥမာနီးဆိုရင်ပိတ်တာမျိုးနှိမ့်တတ်တာမျိုးပေါ့နော်ဟိခါလေးအလင်းအောင်အလင်းအောင်လေးကို ဖြတ်ပြတာမျိုးပိတ်ပြတာမျိုးနောက်ကဟိ မီးဆိုရင်ဝင်တက်တာမျိုးမိုချီစကလုံးလေးဆိုရင်ဖြတ်ပြစ်တာမျိုးခီလိုခုမှတ်တမ်းလေးဆိုရင်နောက်ခုစုပေါ့နော်မရှိအောင်လုပ်လိုက်တာမျိုးမှတုံးတယ်အဲ့တော့ညာတော့ပြည့်စုံတော့တာခီကိုခဲစုမီးကိုနှင်းတက်တယ်အာခါဒီကိုခဲစုအလင်းရောင်ပိတ်ပြစ်တယ် data ကိုခဲစု data တွေကိုဖြတ်ပြစ်တယ်မီးဝီကိုခဲစုအနံ့ကိုဖြောက်ပြစ်တယ်အဲ့လိုပုံစံမျိုးမှအကြောင်းပြတယ်အဲ့တော့သူ့ကိုဒီမှာနံပါတ်1မှာချိဆိုင်စုထည့်နေတုံးထားတဲ့ကသူကမာနေဦးစား သူက cash တင်ပြရမှာပေါ့နော် cash တင်ပြကမှာအဲ့တော့သူကလုံးဝမှားနေဆိုနံပါတ်တကမဟုတ်ဘူးမဟုတ်ဘူး grammar pattern ကြီးရေးထားတာကမှားနေတယ်အဲ့တော့နံပါတ်2ကိုကြည့်ကြည့်ပါမယ်နံပါတ်2ကစရုပ်စရုပ်ဆိုတာကြတော့ထွက်ခွာသွားတာဥပမာကြအာရုဘရောရာဟိတိုခါရာဟာနာရီတို့ထချီစရုပ်ဆိုတဲ့ဒီပေမျိုးနေရတနေရနေပြီးတော့ဟာနာရီတို့ဝေးခွာသွားတာထွက်သွားတာဟိတိုခါရာဟာနာရီလူဒီလူစီကနေကိုကထွက်သွားတာအဲ့လိုပုံစံမျိုး ထပြီးတော့ထွက်သွားတာဒါချိစားလို့အလိုပုံစံမျိုးတွေမှာအသုံးပြုရစကလုံးတွေပေါ့နော်အဲ့တော့သူ့ကိုညာတော့အပြည့်အသုံးပြုရစကလုံးတွေကထချိထချိစားလို့ပထွက်သွားပါတယ်ဆိုတဲ့ပုံစံမျိုးစူကီစားလို့အဲဒီမှာအလုံးဝေးကွာသွားတယ်ဆိုတဲ့ပုံစံမျိုးအဲပြီးတော့အလိုပုံစံမျိုးတွေမှာအသုံးပြုရပါတော့နောက်တစ်ခုကကြတော့ချီတုချီတုဆိုတာကကြတော့ဟိုမှာဆိုလို့ရှိရင်ဟာနာပီကပွင့်ရလေးပန်းပွင့်ရလေးနားမို့ဒီပါပေါ့နော်ဒီဟာပါတည့်ရလေးနေ အဲ့အရာကဘာရဘာရနင်းနတ်တဲ့အိုချီတို့ကျွေးကြရဆိုတဲ့လေးပဲမှာတုံတော့ဗောနော်အဲ့တော့အဖြေမှန်ကနံပါတ်2ဖြစ်နေအဖြေမှန်ကနံပါတ်3ဖြစ်နေဗောနော်အကွာ3ကိုပြောနေဆိုနံပါတ်3ဖြစ်နေဗောနော်ဘန်လေးကိုကျွေးကြရဆိုတဲ့အဲ့ဒီခန်းစီကိုရွေးပြရမှာဖြစ်ပါတယ်အဲ့တော့ညာတော့အပြည့်စုကိုဖေနေရာလေးမှာတုံလဲဆိုတာဝဲချလေးနေအချီချီနေဆိုရင်စကူရာနောဟာနာကချီစကူရာဘန်လေးကိုကျွေးကြဟုတ်တယ်နောက်တစ်ခုကကြတော့ခင်ချိုတဲ့ချူကြီးကချီလို့ အဲ့ညမှာလည်းတုံတယ်နော်ခင်းချောတဲ့ချူရီပါချီလို့ဆိုတာကြောင့်စိတ်တွေရန်လှုပ်ရှားသွားတဲ့အတွက်ကြောင့်မလို့သတိလည်းလွတ်ဖြစ်သွားတယ်သတိတွေကပျက်ဆုံးသွားတယ်လွတ်သွားတယ်လွတ်ပုံစံကမှလည်းချီတူအသုံးပြုတယ်နောက်တစ်ခုကကြတော့ဘောက်ကကုတဲ့စံချုံနဲ့ချီတာဖြစ်ရှိငယ်ရွယ်ပြီးတော့စစ်နေပြောင်းလာကြဆုံးသွားတယ်စစ်သားငယ်လေးစစ်သားလေးအဲ့လိုပုံစံမျိုးမှလည်းချီတူကြဆုံးသွားတယ်ဆုံဆုံးသွားတယ်အဲ့လိုပုံစံမျိုးနဲ့ချီတူအသုံးပြုတယ်ဆိုတာကိုမှတ်ထားမှဖြစ်ပါတယ်အဲဆိုလို့ရှိရင်နံပါတ်၄ နမမီအကြောဥရှိနာဥရှိနာဆိုတာကကြတော့ဂျီဘောနောမောနောတိုင်းစစ်ချမမောနောနာကုစုကိုယ်ပစ္စည်းတွေကိုယ်ပစ္စည်းတွေဆုံးရှုံးသွားတယ်ပျောက်ဆုံးသွားတယ်နောက်ကိုတမှုထားတဲ့ကြားတွေကမရှိတော့သူ့ကိုယ်စံလို့မှဥရှိနာကိုအတုံးပြည့်တယ်ညာဘောအဖြစ်ကကြတော့ဆိုင်းကူပစံအိတို့အီနိုချီအသက်အသက်တွေပါရေပေါ့နော်နောက်ကရှင်းလာယုံကြည်မှုတွေပျောက်ဆုံးသွားတာမျိုးတို့ကလို့ပုံစံမျိုးတွေမှာအတုံးပြည့်တယ်ဆက်ဆိုလို့ရှိရင်နောက်ဘောအဖြစ်တွဲပြီး30လုံးမျိုးလေးလာကြည့်မယ်ဆိုရင်ခီဘိုးကိုဥရှိနာကိုကိုယ့်ရဲ့ညှိုးနှင်းချက်တွေပျောက်ဆုံးသွားတယ် အရှင်းလိုက်ကိုရှင်နာကိုဖြုံချချက်တွေပြောင်းဆုံးသွားတယ်။ခိကာကိုရှင်နာကိုကိုရဲ့အခွင့်အမ်းတွေဆုံးရှုံးသွားတယ်။နောက်က short key ကိုရှင်နာကိုနိုင်ရမယ့်အခွင့်အရေးကိုဆုံးရှုံးသွားတယ်။ဘလို့ပုံစံမျိုးတွေမြန်မာအတုံးချွေတော့အဖြေကနံပါတ်3ဖြစ်ပါတယ်။ဒီကိစ္စလေးကိုပတ်ကြည့်ကြပါမယ်။နံပါတ်၄မှာခုနစတာဝါဒုတိယမိုးရှားဝါဒခိုင်မိုးကေကစကောဝါရတိမတ်။ဒီစတာဝါကိုအရန်ဟိုမှာရာဝါဒခိုင်ဖြစ်တယ်ဒီချီမင်းပေါ့နော်အဲ့ဒါလေးနဲ့အသုံးပြုထားတယ်။နံပါတ်၁၂၃၄မှာဆိုလို့ရှိရင် တစ်နံပါတ်1ကိုကြည့်ကြည့်မယ်ပေါ့နော်သူကလာကားရင်းနဲ့အဆုံးသက်တာကိုရွေးရမှာဆိုတော့နံပါတ်1ကကြတော့သူ့ရဲ့ငုံရင်းဟာကဘာလဲဆိုတော့သူက no being ဘာလဲလားကလေးရောသူကလာကိုင်းဆိုပြီးတော့ ATP ပုံစံနဲ့ပြောင်းထားဆိုတော့လောကရေးထားပေါင်ပုံစံကအမှားကြီးဖြစ်နေတာပေါ့နော်အဲ့တော့မဟုတ်အဲ့တော့နောက်တစ်ခုကနံပါတ်2ကကြတော့နံပါတ်2ကခါဘူးပေါ်ပါလာဆိုတော့ဟာကိုသူကလာကိုင်းဆိုပြီးတော့ရေးထားဆိုတော့လောကပတ်တယ်မရှိဘူး ခါလူလာကားရဆိုမရှိအဲ့တော့သူကလည်းအမားကြီးနမနဲ့ဒါလည်းအမားကြီးကိုထည့်တာနမသုံးဆိုလို့ရှိရင်နမသုံးကအတာတာခိုင်းရလာတာအတာတာခိုင်းဆိုနျူထရီယာနူနွေတွေဖြစ်နေအဲ့တော့အတာတာခိုင်းကိုလည်းသူကသွားပြီးတော့လာကားဆိုပြီးရေးထားတော့အမားကဘက်ကအမားကြီးကိုထည့်တာပေါ့နော်အဲ့တော့တစ်ကနေသုံးတိရအမားဆိုတော့နံပါတ်၄တကူကပဲအဖြေဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်၄ကကြာရောရဝရကိုင်ရဝရကိုင်ဆိုခါပတ်ခုနာပေါ့နော် ဟောနူးညံ့တဲ့ပြောက်ကြောင်တွေဥမာပန်းကရောက်ရောက်ခိုင်တို့ဒီတခုခုကနူးညံ့တယ်ဟိုရာစားရှိဆိုတဲ့ပုံစံမျိုးမှလည်းအသုံးပြုရပေါ့နော်။မဆုဖြေမှန်ကမမန်လေးဖြစ်ပါတယ်။မမန်ငါမေးခွန်းလေးကိုကြည့်စီပါမယ်။ Cycle Amadi Tai Chok ကယခုနိုင်တော်ကဟီလိုနော့စေတာတော့အခုတလောမှာတိတ်ပြီးတော့ဒီအချိန်ခဏကိုအချိန်မီတိတ်ပြီးတော့မကောင်းဆိုတာကဟီလိုရဲ့ ကြောင်းဝင်မသိဘူးပေါ့နော်ဆိုပြီးပြောနံပါတ်1ကဟီလိုနံပါတ်2ကဘျော်လိုနံပါတ်3ကဟီလိုနံပါတ်4ကဘျော်လိုဆိုပြီးတော့သူကရေးထားတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီလိုကြည့်ပါမယ်တော့နံပါတ်1ကဟီလိုဆိုတာကဂျာတော်တော်များအဲအများနဲ့သုံးလေးတုံးထားရှိတယ်ရှင်းရှင်းပေါ့နော်စိတ်ရောကိုယ်ရောနှစ်ခုလုံးကစကားလေးကိုပြင်မနေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခန္ဓာကိုယ်ပဲဖြစ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့သူ့ကိုများတော့အပြည့်သုံးတဲ့စကားလုံးလေးတွေကိုလည်လာခြင်းနဲ့ဆိုရင်ဟီလိုကံ ဟီလိုကဆိုပြမနောနေတဲ့စိတ်နောက်တစ်ခုကဟီလိုခွန်ပိုင်ဟီလိုခွန်ပိုင်ဟီလိုခွန်ပိုင်ဆိုတာကြတော့အလုံးတရားကိုမှပြမနေတာကိုပြောတာအတကောဘုံမအပြည့်ကပြမနေတာအဲ့လိုပုံစံမျိုးဆိုရင်ဟီလိုခွန်ပိုင်လို့ပုံတာပေါ့နော်နောက်တစ်ခုကကြတော့ဟီလိုခိုင်ဖို့ကုဟီလိုခိုင်ဖို့ကုဆိုတာကြတော့ပြမန်းထားတဲ့စိတ်ရောလူရောပြမန်းထားတဲ့ပြမန်းမှုများပြန်နေပြီးတော့ကောင်းမလားအဲ့လိုပုံစံမျိုးတွေမလာမှအသုံးပြရမှာပေါ့နော်ဒါဆိုလို့ရှိရင်နောက်တစ်ခုကဘျောလို့ ယောလိုဘလိုလိုဆိုတာကြတော့ဒီဒီဘျောကင်းနီနတ်ဘျောကင်းနီနတ်တဲ့ဘျောကင်းနီယောတဲ့ခရုရှိနီကိုပြောတာပေါ့နော်ကိုကယောဂဖြစ်တယ်အဲ့ယောဂကနေဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာဒုက္ခတွေခံစားရတယ်အဲ့တော့ကိုကအလုံးကအဲယောဂမှလို့ပြောတော့ပြောမဆိုရင်ယောလုံးဝယောဂဖြစ်လာပေါ့နော်အာနေလာတယ်ဖြောယောလာတယ်အဲ့လိုပုံစံမျိုးတွေမှာဒီယောဂကြောင့်ပြင်မစင်းရမှုကိုပြောလို့ဆိုပြီးတော့ခေါ်တယ်ပေါ့နော်နောက်ပြီးတဲ့အခါကျတော့သူ့ကို ဒီအများသောအဖြစ်သုံးတဲ့စကလုံးမျိုးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တက်ပြီးတော့သူကအရင်မသုံးတာများတယ်ပေါ့နော်အဲ့တော့သူ့ကိုပေါ်ပြပြီးတော့ပေါ့နော်နံပါတ်3ကိုကြည့်ကြည့်မယ်ဆိုရင်နံပါတ်3က hero hero ဆိုတာကြတော့သူကအသက်ကြီးလာပြီးတော့အသက်အရွယ်ရလာပြီးတော့ပြင်ပန်းလာတာမျိုးကို hero လို့ပြောတာပေါ့နော်ဟိုတုန်းကဆိုလိုလိုမျိုးနဲ့တဲစကားလေးကိုတော့အဲ့လိုပုံစံမျိုးအထိပ္ပယ်မျိုးတော့တောင်းနေဒါပေမဲ့သူကအရင်တော့တောင်းနေအဟောင်းစကားလုံးပုံစံမျိုးဖြစ်တယ်ပေါ့နော်တိတ်ပြီးတော့မတုံးတုံးလေးပုံထားတိတ်ပြီးတော့မရှိဘူးပေါ့နော် နောက်တစ်ခုကကြတော့နံပါတ်၄ကကြတော့လည်းသူလည်းပဲပြောလို့ဆိုပြီးတော့အတန်းထွက်လို့ရတယ်ဒါပေမဲ့ဂျပန်စာမှာဆိုလို့ရှိရင်စုံဆိုင်ရှိတာမရှိဘူးမတော့ဘူးဆိုပြီးတော့ပြောထားတာပေါ့နော်တရုတ်ဘက်စာကတည်းကတော့တော့မတော့ပါနော်အဲ့လိုပေါ့ဆိုရင်ကြီးထားဖြစ်တဲ့ကြောင့်မလို့ဒီထဲမှာအဖြေကိုတင့်တော်ရဲ့အဖြေကိုယူမယ်ဆိုလို့ရှိရင်နော်အဖြေကဒီနံပါတ်၁ပေါ့နော်နံပါတ်၁ကိုယူပြရမှာဖြစ်ပါတယ်။နံပါတ်၁ကအခုတလောခဏကိုအချိန်ရတိတ်ပြီးတော့မကောင်းဘူး။ဘလို့ပြန်မလာကြအောင်လာလာမသိဘူး။အဲ့လိုပုံစံမျိုးနဲ့ နံပါတ်၁ကိုကြွေးပြရမှာဖြစ်ပါရဲ့အဲဆိုလို့ရှိရင်တော့နှစ်ပေါင်းဆက်ပြီးရခေါင်းပိုင်မှာရှိတဲ့မိဘငါပုံပုံလေးနိုင်မျိုးတခြားစကားလုံးလေးတွေရောသူတို့ရဲ့အတုံးလေးတွေရောကိုစင်ပြေသွားမယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာတွေ့ပြီးပြပါမယ်ဂျမတာမီယောစကားရဆာမဒီစတာရယ်ပါ